မနှက်ခင်းကျဲလို့ခေါ်ဆိုကြသလိုညနေကျဲဖြစ်လဲလူတီများထင်ရှားတဲ့ business ခေါ်တောက်ကြကြိုးဟာပြီးခဲ့တဲ့မလ၂ရက်နေ့ကနေ April 14ရက်နေ့ထိတွားနှုံးမမှန်ပဲနောက်ပြန်လှည့်နေမှာဖြစ်ပါတယ်။ချစ်ချင်းမြတ်တာနှလုံးသားရေးရကိစ္စတွေအလားပါရေးရတွေနဲ့စီးစိတ်ဥစ္စာတွေဇင်ခံပစ္စည်းတွေစီးတော်ရင်တွေအားလုံးကိုစူးမိုးတဲ့တောက်ကြကြိုး အခုလိုအသွားမမှန်နောက်ပြန်လှည့်နေတဲ့တလကွဲနီးပါးအတွင်းဘာတွေဖြစ်တတ်တယ်လဲဘာတွေဆောင်းတင်းဆောင်းတင်းတယ်လဲဆက်နေရသည့်ဘွားတွေရောဘလို့အဖြစ်ပြက်တွေကြုံတွေ့လာနိုင်တယ်လဲဆိုတာတင်ပြလိုက်ပါတယ် Venus နောက်ပြန်လှည့်နေတဲ့တလကွဲလောက်မှာချစ်သူဤစားအိမ်အောင်ရှင်တွေကြားမကြခဏဆိုသလိုအခြေတင်စကားများရတာတွေဖြစ်လွယ်တက်ပြီးအတိတ်ကဒဏ်ရာဟောင်းတွေပြဿနာဟောင်းတွေကတချို့ပြန်ပေါ်ပေါက်လာတတ်ပါတယ်ဘာမဟုတ်တာလေးကနေအချင်းချင်းညှိနှိုင်းမရတဲ့အထိတ် ခြေအနေဆိုးလာပြီးလမ်းခွဲပြက်စေရတဲ့အထိဖြစ်သွားတယ်လို့ဒါကိုတော့သတိထားဆင်ခြင်ဖို့လိုအပ်ပါတယ်။မူလဇာတာမှာတောက်ကြချိုးအနေထိုင်မကောင်းတဲ့သူတွေဆိုရင်ဖောက်ပြန်မှုတွေပါကြုံရတတ်ပြီးအများကြားလို့မှမတင့်တော်တဲ့လိမ်မှုကိစ္စအရှုပ်ရှင်တွေပူပေါ်တယ်လို့ပေါ်လာတတ်ပါတယ်။အမှုပညာရှင်တွေဆယ်လီတွေသာမကအချစ်နဲ့မကင်းတဲ့လူငယ်လူရွယ်တိုင်းအသွာလာနေထိုင်တွေဂယုဆိုင်ရမယ့်ကာလလည်းဖြစ်ပါတယ်။အသေးအဖွဲလေးဆိုပြီးပြစ်ထားမိတဲ့ပြဿနာမိပွားလေးကအားလုံးကိုပြချသွားတတ်ပါတယ်။ အခုမတ်လနဲ့ဧပြီလလဲအတွင်းချီရချီရပြဿနာတွေအရှုပ်ထွေးတွေကိုဘသူမဆိုတတိပြုရမယ့်အပြင်လူငယ်တွေအထူးသဖြင့်အလှပကြိုက်တဲ့မိန်းကလေးတွေအနေနဲ့သပင်းဖက်ရှင်ဒီဇိုင်းအပါအဝင်အကြီးစားအလှပြင်စီရင်မှုတွေကိုတက်နိုင်သမျှရှောင်တင်ပြီးလုပ်မိရင်တော့ထင်ထားတာနဲ့တခြားစီဖြစ်လာတာစိတ်တိုင်းမကြလို့ပြင်ပြင်ရတာပြင်လွန်းလို့ဖင်ချွန်းသွားတာတွေဖြစ်တတ်ပါတယ် ဒီကာလမှာမင်္ဂလာခန္ဓာကျင်းပမဲ့သူတွေလက်ထပ်ထိမ်းရမဲ့စုံတွဲတွေဆိုရင်လည်းအစီအစဉ်လွဲချော်တာမှန်ထားတယ်လို့မဖြစ်တာမတက်တာလို့နောက်ကိုရွှေဆိုင်ရတာတွေဖြစ်လာနိုင်ပြီးချစ်သူတစ်ရီးစားတစ်လက်တွဲဖို့အစ်တရှာဖွေနေသူဆိုရင်လည်းစစ်မှန်တဲ့ချစ်သူမျိုးရဖို့မလွယ်သေးပဲခဏတာအတုံးချခံရတဲ့ဘဝမျိုးကိုသာရရှိတတ်တာကြောင့်နှလုံးသားအစ်ရှာဖွေနေသူတွေလက်ဆောင်တင်ပါတယ် နောက်ဆုံးအချက်ကတော့ဖော်ပြပါကာလအတွင်းငွေရင်းနှီးအစ်စ်ထက်ဝင်တာရင်းနှီးမြုပ်နှံမှုစတင်တာနဲ့ငွေအလုံးရင်းသုံးပြီးအလားစင်ပစ္စည်းစိန်ခံအသုံးဆောင်ကြောင်းမြတ်ရတနာစတာတွေကိုဝယ်ယူတာမျိုးရှောင်ကျင်ဖို့ပဲဖြစ်ပါတယ်ဒီကာလအတွင်းဝယ်မိသမျှကတစ်ချိန်မှာနောင်လာရစရာတွေကြီးဖြစ်သွားတတ်ပါတယ်ဆက်နှစ်ရာသီခွင်လိုက်တောက်ကြချိုးအသွားမမှန်တဲ့ကာလမှာဘာတွေဖြစ်တတ်တယ်လဲဆိုတာဆက်လက်ဟောပြောပေးပါမယ် မိတ်တရားဒီဖွားတွေအနေနဲ့ခြေရစ်ခြေရာနဲ့အိမ်တော်မှုကိစ္စလက်ထက်ရေးကိစ္စဆုံးဖြတ်ချက်တွေကိုအချိန်ရွှေဆိုင်တင်ပါတယ်မဟုတ်ရင်ပြဿနာဖြစ်ဖို့နှိစက်ပါတယ်ပြည်တရားဒီဖွားတွေကတော့ကိုရေးကိုရာကိစ္စတွေမှာအမားယွင်းတွေမကြခဏလုံးမိတတ်ပါတယ်ငွေသုံးဆွဲလက်လုံပြီးအကျိုးမရှိဘဲတုံးပြုံးမိတာမျိုးတွေဖြစ်တတ်ပါတယ်ခီးတွေပြတ်တတ်ပါတယ် မိထုံရာတီဖွားတွေကအဆက်အသွယ်ပြတ်နေတဲ့မိဟောင်းဆွေဟောင်းတွေနဲ့ပြန်ဆောင်ရတတ်ပါတယ်။ငွေဝင်ကန်နီးဝိလေကြံ့ကြာတတ်ပါတယ်။အလုတ်တွေလည်းထင်းငေါ့တတ်ပါတယ်။ကရက်ကက်ရာတီဖွားတွေကအလုတ်ကိုင်အတမွေးဝမ်းကြောင်းနေထားကိုပြန်သုံးတက်ရမယ့်ကာလဖြစ်ပြီးကိုဖြစ်ချင်တာနဲ့ဖြစ်တင်တာကိုညှိနှိုင်းရပါလိမ့်မယ်။အလုတ်မှာအလွဲချော်လေးတွေဖြစ်တတ်ပါတယ်။ တိတ်ရသည့်ဖွားတွေကတိတ်ထူးထူးခြားခြားမရှိပေမဲ့အလုတ်ကိစ္စခီးကိစ္စဆက်သွယ်ရေးပိုင်းဆိုင်ရာမှာမြုံမှန်းသလိုဖြစ်မလာတာတွေကြုံရတတ်ပါတယ်အကြံကောင်းညံကောင်းတွေတော့ရတတ်ပါတယ်ကံရသည့်ဖွားတွေကငွေကြေးကိစ္စအခြေငားနဲ့ယင်းနှိမ့်နှံမှုကိစ္စတွေမှာတေချာစဉ်းစားဆုံးဖြတ်ရမယ့်ကာလဖြစ်ပါတယ်လွယ်လွယ်နဲ့လှုပ်ချလိုက်ရင်ကုန်သွားပါလိမ့်မယ် တူရတီဖွားတွေကကိုရေးကိုတာကိစ္စတွေချီရေးချီရာတွေနဲ့စီးပွားရေးကိစ္စတွေမှာ တာမန်ထက်ကိုကြံ့ကြာဆောင်ဆိုင်ရတဲ့အခြေအနေတွေဖြစ်ပေါ်လာတတ်ပါတယ်တခုခုလောက်ခံပြီးတေချာစဉ်းစားဖို့လိုပါလိမ့်မယ်အမမခံတဲ့ကာလဖြစ်ပါတယ်ဒိဆာရတီဖွားတွေဆိုရင်လည်းနေ့စဉ်လူမှုဘဝတာဝန်တွေမှာဆိတ်ရှုပ်ရတာတီးခံရတာတွေများလာတတ်ပါတယ်မေတ္တာရေးမှာကန့်ခေတတ်ပါတယ် ဓနုရာသီဖွားတွေကအဆက်ဟောင်းတွေနဲ့ပြန်ဆောင်ရတတ်တယ်လို့အရင်ကပြစ်ထားခဲ့တဲ့ဝါသနာပါရာတွေကိုပြန်လုပ်ဖြစ်တာအပျော်ပါကိစ္စတွေများလာတာမျိုးကြုံရတတ်ပါတယ်။မကာရရာသီဖွားတွေကတော့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်လာတတ်ပြီးဒီကာလမှာအိုးအိမ်တွေရပြင်ဆင်တာတွေလုပ်မိရင်တော်တော်နဲ့အပြီးမတတ်ပဲမှန်းလာထက်လဲငွေပူကုန်တတ်ပါတယ်။ကုံရာသီဖွားတွေကမွေးရမြေကိုအလဲပြန်ဖြစ်တာအတိအကျွမ်းဟောင်းတွေနဲ့ပြန်ဆောင်တွေ့ရတာမျိုးတွေဖြစ်လာနိုင်ပြီး ခီးရီးသွားလာကိစ္စတွေမှာလွဲချော်ကြံ့ကြတာနားလည်မှုလွဲတာတွေဖြစ်တတ်ပါတယ်။မေယာဒီဖွားတွေကတော့ငွေကြီးစိတ်ရှုပ်စရာတွေပိုင်ဆိုင်မှုနဲ့ပတ်သက်လို့အငင်းပွားရတာတွေဖြစ်လာနိုင်ပြီးကိုယ်ဝင်ငွေထုတ်ငွေကိုပြန်ချိန်ဆက်ရမယ့်အခြေအနေဖြစ်လာတတ်ပါတယ်။ ဒါကတော့ Venus ခေါ်တောက်ကြကြိုးအတော်မမှန်ဖြစ်နေမဲ့ Mars နဲ့ April နဲ့အတွင်းဆောင်းရန်ရှောင်းရန်အချက်တွေနဲ့ဆက်နေရတီခွင်လိုက်ဖြစ်တတ်တာလေးတွေကိုဟောပြောတင်ပြတာလာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီလကုံပိုင်းမှာဖြစ်ပွားမဲ့နေချက်ဖြစ်စဉ်အကြောင်းနဲ့မြန်မာနှစ်တစ်ဟောကိန်းတွေကိုတင်ပြပေးဖို့စီစဉ်နေပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဗီဒီယိုဟောကိန်းတွေနားထောင်ခြင်းယင်ဗီဒီယိုရပြအစီအရင်တွေဝါသနာပါယင်ဗီဒီယိုတူတာကို Subscribe လုပ်ထားလိုက်ပါ